ကလေးနာတယောက်ယူလိုက်တဲ့ပုံမှာဝေဖန်နေကြတဲ့လူတွေကိုအခုလိုတုံ့ပြန်ခဲ့လို့လူပြောများနေတဲ့အီတင်ချိုဆွေပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီမရဲ့ဒုတိယမြောက်ကလေးယူလိုက်တာနဲ့ပတ်သက်ပြီးတော့နိုင်ငံသားကိုတခါမှမရောက်ဘူးပဲမိပြက်ရေပြက်ချင်းကိုက်ခံပြီးတော့ဝေဖန်နေကြတဲ့မြန်မာနိုင်ငံကလူတွေကိုပြတ်သားစွာနဲ့အခုလိုခြေပါလိုက်တာကတော့ အစိုးရနဲ့တရုတ်ဆောင်အေဒင်ချိုဆွေဖြစ်ပါတယ်ဒီမတိုင်ခင်မှာတော့အစိုးရအေဒင်ချိုဆွေဟာမင်္ဂလာမဆောင်လက်မထက်ပဲနဲ့နောက်ထပ်ကလေးတယောက်ကိုမွေးဖွားလိုက်တာကြောင့်လူပြောများဝေဖန်ခံနေကြရတာဖြစ်ပါတယ်အေဒင်ချိုဆွေဟာချစ်စရာကောင်းပြီးတော့ဆာရာလို့ခေါ်တဲ့တမီးလေးတယောက်ကိုမွေးဖွားလိုက်ပြီးဖြစ်ကြောင်းပရိသတ်တွေကအသိပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းအလုံးကအင်အားသိမ်းခဲ့ရပါတယ်တချို့ကဆိုရင်အေဒင်ချိုဆွေကနောက်ထပ်တမီးလေးတယောက်ကိုမွေးဖွားလိုက်ပြီးဆိုတဲ့သတင်းကိုမယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ကြရတာပေါ့အလုံးလည်းသိကြတဲ့အတိုင်းအစိုးရအေဒင် င်းချိုဆွေဟာတကယ့်တကာမှာမြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ထိတ်တန့်အစိုးရတဦးဖြစ်ခဲ့ဘူးတို့ပါအစိုးရအေးတင်းချိုဆွေဟာအောင်မြင်တဲ့သူမရဲ့ကိုပိုင်သချင်းတွေရောအောင်မြင်ပြီးတဲ့သချင်းဟောင်းတွေကိုပါဆိုရင်းနဲ့နာမည်ကြီးခဲ့ဘူးသူဖြစ်ပါတယ်အစိုးရအေးတင်းချိုဆွေဟာအစိုးရဘဝနဲ့သချင်းဆိုရင်းနဲ့အောင်မြင်လုံးလုံးရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေပါရိုက်ကူးခဲ့ဘူးသူဖြစ်ပါတယ်ဒီလိုမျိုးတကယ့်တကာကအောင်မြင်တဲ့အစိုးရဖြစ်ခဲ့ဘူးတဲ့အစိုးရအေးတင်းချိုဆွေဟာစစ်သူတယောက်ထားပြီးမှသူမရဲ့ဘဝကြီးကပြောင်းလဲသွားခဲ့ရပါတယ်အေးတင်းချိုဆွေ ရာသူမရဲ့ချစ်သူနဲ့ကိုဝင်ရရှိခဲ့ပေမဲ့အေဒင်ဆိုစီရဲ့ချစ်သူဟာယောက်ျားမပြီးသားစွာပဲကိုဝင်ကိုတောင်းဝင်ယူခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်အဆိုတော်အေဒင်ဆိုစီဟာ single မသားအနေနဲ့ခင်မုန်းတယ်မရှိပဲတမီးလေး IV ကိုမွေးဖွားခဲ့ရတာပါဒီလိုမျိုးအဆိုတော်အေဒင်ဆိုစီတယောက်မိခင်ကောင်းပြီးသားစွာနဲ့တမီးလေးကိုတယောက်တည်းအားနဲ့မွေးဖွားပြီးတော့လူတစ်လုံးသူတစ်လုံးဖြစ်အောင်ကြွေးမွေးပြုစုဆောင်ရှောက်နိုင်လို့လေအားလုံးကအေဒင်ဆိုစီကိုချီးကျူးကြပါရစေ။ အေဒင်ဆိုဆေဟာပြည်ခဲ့တဲ့နှစ်ပိုင်းတွေမှာတော့သမီးလေး IV ကိုခေါ်ပြီးတော့ဂျပန်နိုင်ငံမှာအမေတခုသမီးတခုဘဝနဲ့အလုံးလုံးကန်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဗီဒီယိုအစပိုင်းမှာပြောခဲ့သလိုပဲအေဒင်ဆိုဆေဟာရုတ်တရက်ချက်ချင်းဆိုသလိုသူမရဲ့ဘဝတွေကိုဆာရာလိုအမိရတဲ့သမီးလေးတယောက်ထပ်မံမွေးဖွားရောက်ရှိလာပြီဖြစ်ကြောင်းပရိသတ်တွေကိုသူမရဲ့ Facebook အစမျက်နှာကနေတဆင့်အသိပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေအားလုံးကမျက်စိလည်သွားကြရပါတယ်။အထူးသဖြင့်အေဒင်ဆိုဆေဟာအင်ထောင်ပြုတဲ့ကိစ္စလည်းမကြမ်းမိပဲရုတ်တရက် ခြင်းဆိုသလိုဒုတိယမြောက်သမီးငယ်လေးကိုမွေးဖွားလိုက်တာကြောင့်လူပြောများသွားခဲ့ရပါအထူးသဖြင့်တော့အီဒင်ဆိုစီယာနောက်ထပ်ခင်ပွန်းတဲ့မရှိပဲကလေးမွေးလိုက်ပြီလားဆိုပြီးဝေဖန်တန်တွေထွက်ခဲ့တာဖြစ်ပါတယ်။အဓိကအပြင်တော့အီဒင်ဆိုစီရဲ့ပထမရေးစားလို့ဖြစ်မှာကိုပရိသတ်တွေကစိတ်ပူပေးကြတာပါ အေဒီချွန်စီကိုတာဝန်မယူခဲ့တဲ့ပထမဆစ်သူကတော့အနုပညာအတိုင်းဝိုင်းကနာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တယ်လို့လည်းပြောကြပေမဲ့တိတိကျကျတော့ဘယ်သူမှမသိပါဘူးဒီလိုချိန်မှာအေဒီချွန်စီကနောက်ထပ်အင်တာမရှိပဲသမီးလေးကိုထပ်မွေးလိုက်ပြန်ပြီးဆိုပြီးတော့ဝေဖန်ကြပါတယ်ဒီလိုမျိုးပရိသတ်တွေရဲ့ဝေဖန်တာကိုအေဒီချွန်စီကမကြိုက်ပါဘူးဒါကြောင့်အေဒီချွန်စီက"သူမဟာကျွေးနိုင်မွေးနိုင်လို့နောက်ထပ်ကလေးတစ်ယောက်ထပ်ယူတာဖြစ်ကြောင်း" သူမနေထိုင်တာကလည်းမြန်မာပြည်ကလူတွေတသက်လုံးမရောက်နိုင်နဲ့မိမပြတ်ရေးမရှာအော်စတြေးလျနိုင်ငံမှာနေရဖြစ်ကြောင်းသူမဟာလူတွေပြောဆိုခံရဖို့အသက်ရှင်နေရမဟုတ်ပဲပျော်ရွှင်ဖို့အသက်ရှင်နေရကြောင်းမြန်မာနိုင်ငံကနေချင်းခိုက်ခံပြီးတော့သူမကိုမဝေဖန်ကြပါနဲ့လို့တဲပြောလိုက်တာဖြစ်ပါတယ်။တကယ်တော့အီတင်ချိုဆွေဟာသမီးကြီးနဲ့အတူအမေတခုသမီးတခုဘဝနဲ့စူးစမ်းရုံးကန်နေရင်းနဲ့သူမကိုအမှန်တကယ်နားလဲပြီးတော့ချစ်ပေးတဲ့အော်စတြေးလျအမျိုးသားတစ်ယောက်နဲ့အိမ်ထောင်ကျခဲ့တယ်လို့ဆိုပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေက ကရောအေဒီချိုဆွေရဲ့တုံ့ပြန်မှုကိုဘယ်လိုမျိုးမြင်ကြပါသလဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်